ဒီမှာအာအရှင်ဒါအရှင်အာလတာငန်ဒါဟုတ်အရှင်အာနန္ဒာရဲ့ဒီဂေါရမမြတ်စွာဘုရားရဲ့ကဒီဂေါရမမြတ်စွာဘုရားမဖြစ်လာခင်တုန်းကဂေါရမမြတ်စွာဘုရားကဒီတိရိစ္ဆာန်ဘွားတွေလည်းအများကြီးဖြစ်ခဲ့တယ်ဗောနော်အဲ့ဒီမှာအာဘာဖြစ်လို့ ဒီပါရမီဖြည့်တဲ့ဘဝတွေမှာ တိရစ္ဆာန်ဘဝနဲ့လည်းဘာဖြစ်လို့ဖြစ်ရလဲအဲ့ဒါကိုကျွန်တော်သိချင်တယ်ပေါ့နောက်တစ်ခုကဒီမှာကြီးကြီးကံဘဝပေါ့ပါရမီဆိုတာကြီးကံဖြစ်ခဲ့တယ်အဲ့အဲ့မှာဒီမှာဂရဟမင်းဆိုတာဘုရားကအရိပုရဟိတ်ပုံနာပေါ့မကောင်းတဲ့ကြီးကြီးကောင်ကသူ့ရဲ့ခေါင်းပေါ်မှာမစင်စွန့်ချလိုက်တာကိုအကြောင်းပြုပြီးတော့ကြီးတွေကို အာဖြတ်ပြီးပြောလိုက်မယ်ဆိုရင်နောက်ဆုံးကြီးတွေကိုသူကဘယင်ကိုတတ်ခိုင်းတာပေါ့ကြီးတစ်မျိုးလုံးအဲ့မှာဂရုမင်းဆိုတာဖခင်ကကြီးကြီးဘွားမှာဗာပြောလဲဆိုရင်ကြီးတွေကလည်းဒီလူတွေကမတထာကြဘူးပေါ့နော်ပေးတခြားငှက်တယ်လို့မျိုးမမကျွေးမမွေးကျင်ကြတော့တဲ့ကြီးတွေကလူတွေရဲ့အလက်ကိုပဲတုတ်ပြီးတော့ အာဒီစာရတောက်ရတယ်ပေါ့ဝမ်းကြောင်းချရတာဆိုတော့ကျွန်တော်အမှန်တဘာဝမကြတာပါရမီဖြည့်နေတဲ့ဒီဖရာအလောင်းကကြီးဘဝမှာအကျွန်တော်ယုံကြည်တာကဟိုဖရာအလောင်းဖြစ်တဲ့တော့ကြောင့်မလို့ဒီတလေးဆန်ဘဝမှာလည်းဒီတီလာကိုခါဝတ်ပစိုးလို့ မြင်မြဲဝတ်တာပြီးလောကမဖောက်ပြဘူးလို့တော့ယုံကြည်တယ်။ဒါပေမဲ့စိတ်ထံမှာတဘာဝမကြဒီဟာကြီးကိုဖက်ပြီးတဘာဝမကြဖြစ်နေတာကြီးတွေကသူများတွေမတထဘူးလူတွေကမပေးမကြွေးကြဘူးဆိုတော့သူတို့ကလူရဲ့အလက်ကိုပဲတုတ်ပြီးတော့ sorry လူရဲ့အလက်ကိုပဲတုတ်ပြီးတော့စားကြတောက်ကြတာဆိုတော့အခိုးစားတာ ਨੇ မတူဘူးလား အဲ့ဒါဆိုဖရားအလောင်းကအဲ့ဒီကြီးဘွားမှာဘယ်လိုမျိုးဘုန်းကိုကြောင်းခဲ့လဲတခြားကြီးတွေက အလစ်တော့ပြီးတော့ဖရားအလောင်းကိုကျွေးတာလားအဲ့စိတ်ထမှာနည်းနည်းမရှင်းဖြစ်နေလို့အဲ့ဒါလေးကိုကျွန်တော်ကျေးဇူးပြုရှင်းပြပြီသူဒီနေ့မှာကျွန်တော်တို့ကကိစ္စအာကိစ္စအမ် တချို့တော့ရှိပါတယ်တစ်ချက်နှစ်ချက်မဟုတ်ပါဘူးဆိုပထမအဖြစ်အမ်အမ်တရားလောင်းကအဒီပန်ကရမြေဆာဖီယာမှာအဗျာဒိတ်ခံတော်မူပြီးတော့အဖီယာလောင်းကတချို့ဘဝတွေတော့နေရနိုင်ပါဘူးတချို့ဘဝအမျိုးအစားတွေတော့နေရနိုင်ပါဘူးနော်ဆိုပါဆိုပီတာဘဝနေရနိုင်ပါ data fialang suram shipao. Biro ayupa biyama bong sura kenagu mishibene sebe ne biyama biyama miu mabshinai pao. Biro meima mabshinai pao. Beba wama so meima mabshinai pao. So, the choke is that we got all, uh, fiyalaun and masayim. Bajang lai, so, ဖြားလောင်းကဖြားလောင်းကအိပဗျာမာပုံသွားမယ်ဆိုလို့ရှိရင်အဲ့ဒီမှာဘာမှကျင်းလို့မရပါဘူးဘာမှလို့လို့မရပါဘူးဖြားလောင်းကတကယ်တော့အမ်ဒေတာပုံသွားမယ်ဆိုရင်လည်းအဲ့ဒီမှာအာတခုခုကျင်းလိုက်ကျင်းနိုင်မယ်ဆိုတဲ့ဟာလည်းမရှိပါဘူးဒါပေမဲ့ဖြားလောင်းက tuhma teri sambong yau me soyen down teri sambong ma chen nai di de teri sambong ma parami seva chen nai par danan tilansa Mm-hmm. တန်န်တီလန်ဆနက်ကမန်ပညာဝီရီနာပင်းဆမအမ်အာကျွန်တော်ကမယူဆိုတာတော်တော်ကြာပါပြီကန်တီတိဆမရိဌာနမြေတုပိခတတဲ့တတာတယ်ဟုတ်ပါပြီဆိုဆဲပါလုံးရပါပြီအဲ့တော့ဒါနာတီလာပြီးတော့နက်ခမဆိုတဲ့အာသုံးပါဆိုရင်တော့ဒါဆိုဒါနာအလှလဲခြင်းရမယ်တီလာဆိုပြီးတော့ခြင်းချမ်းမှု အာတီလာဆိုတဲ့ငါပါတီလာရှိပါတီလာဆေပါတီလာတကယ်တော့ယဟန်တီလာကိုလည်းဖီယလောင်ကကျင့်ကြံအားထုတ်ပါတယ်။နိကမဆိုတာဆုံးလို့ချင်းကျင့်ကြံအားထုတ်ပါတယ်။ပေညာပြီးတော့ဝီရိယလည်းကျင့်ကြံရမယ်။ခန္တီဆိုတာတီခန့်ချင်းအာတိစာဆိုတာနေမျိုးဒါဆိုလိမ်လိမ်မပြောရပါဘူးပြီးတော့ ကတိကတိပေးမယ်ဆိုလို့ရှိရင်တကယ်တော့ဖြည့်ဆွဲပေးရမယ်အမ်အရိတနာဆိုတာတခုခုဆုံးဖြတ်မယ်ဆိုလို့ရှိရင်အရိဟာအပိထေလို့ရမယ်မေတ္တာဆိုပြီးတော့မေတ္တာပါပဲဥပေခာယောဒါဆိုဒီဆဲချက်ကိုဖျာလောင်းကအကျဉ်းချအထုတ်ရမယ်အဲ့တော့ကျွန်တော်ကယုံကြည်တဲ့အဒီဟာကိုအယူပါပုံမှာရောပြည်တံပုံမှာရောကျင့်ကြံအားထုတ်လို့မလွယ်ဘူးမရဘူးဆိုတော့ ာဖီယာလောင်ကဒီဘဝတွေမရနိုင်ပါဘူးဘာကြောင့်အဲ့လိုဆိုအဝီစင်ငရဲအဝီစင်ငရဲလည်းမကြနိုင်ပါဘူးဒါပေမဲ့ငရဲတော့ကြနိုင်ပါတယ်အဲ့လိုဆိုရင်အဝီစင်ငရဲမှာလွယ်ပြီးတခြားငရဲတွေကိုဘာကြောင့်ကြားနိုင်မလဲပေါ့အဲ့တော့ဒီနေရာမှာဖီယာလောင်ကိစ္စကိုအာတတိထရမယ်ဖီယာလောင်ကဒီလငါးပါးကျူးလွန်သေးတယ်နော်အာကျွန်တော်တို့ရဲ့ဓမ္မပဒအထက်ကတာမှာအမ် ထူခြားတဲ့အကြောင်းရှိပါတယ်။အာဖီယာလောင်းရဲ့ထူခြားတဲ့မညီညွတ်တဲ့စမ်းကျင်ဘက် အကြောင်းကိုတော့တွေ့ရပါတယ်။ဘာလဲဆိုတော့အာဖီယာလောင်းကတခါမှလိမ်မပြုတ်ဘူးလို့တော့ရေးထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတချို့တခြားအဲတခြားအထက်ကရာဆိုဇာတကဇာတကအထက်ကရာမှတွေ့ရတယ်။အဲ့တော့တချို့ဇာတကအထက်ကရာတွေမှာအ အာဖီယန်လောင်ကလည်းပြောတယ်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်ဆိုပါတော့မကတိဇတော်ပေါ့အမှန်တန်ကြောကြတဲ့ဇတော်တစ်ခုဖြစ်ပါတယ်အဲ့ဒီမှာဖီယန်လောင်ကအာမြောက်အမြောက်မင်းကြီးဖြစ်ပါတယ်အဲ့တော့မြောက်မြောက်တကောင် အနေနဲ့သူကိုအာမိချောင်းကလာပြီးတော့အာလာပြီးတော့သူကိုအမ်မြေကန်း နောက်ကန်းကိုလိုက်ပို့ပေးမယ်ဆိုပြီးတော့သူကတည်ပေးတယ်။ဒါပေမဲ့သူကအမ်ဖီယာလောင်းကိုလေးစားလိုက်ပြီးတော့သူ့ကိုတတ်ချင်တယ်။ဘာကျွန်စရာအဲ့ဒီမိချောင်းရဲ့မိမကသူကကိုအောင်ဆန်းဆောင်းလိုက်ပြီးတော့အမ်ဖီယာလောင်းရဲ့နှလုံးသားကိုသူကစားချင်လို့ပဲ။အဲ့တော့အဲ့ဒီအခါမှာဖီယာလောင်းကမိချောင်းကို စီးနေရဲ့အမ်မြေရဲ့အလဲ့ အလယ်လောက်ရောက်ပြီးတော့အဲ့ဒီမှာမိချောင်းကတဖြည်းဖြည်းနင်းနေတယ်ပေါ့အဲ့တော့မြောက်ကအဲအဲ့ဒီမြောက်ကသူကနေတယ်ပါလို့နင်းနေတာလဲမိချောင်းမိတ်ဆွေရဲ့တဲ့အဲ့တော့မိချောင်းကပြောတယ်အော် sorry ပါပဲဓမ္မမိမအတွက်အဲတန်ကိုသာပေးရမယ်ပေါ့အဲ့ဒီခါမှာဖီယာလောင်းမြောင်းမင်းကြီးဟာ သူကဘာပြောလဲဆိုပြီးတော့ဒါပဲ တင်းကမသိဘူးလားမြောင်းတွေက သူ့တို့ရဲ့နှလုံးကို သူ့တို့ရဲ့နှလုံးသားကိုမဆောင်ဘူးဟိုမှာတိပန့်ပေါ်မှာစိုင်းထားတာပဲနော်အိမ်မှာမမြင်ဘူးလားဆိုပြီးတော့တိပန့်ပေါ်မှာအတီအတီတွေကသူကနှလုံးသားနဲ့နည်းနည်းလေးဆင်းတဲ့အတွက်မိချောင်းကမြောင်းမင်းကြီးရဲ့လေစာလိန်ညာလိုက်ခြင်းကို ယုံကြည်မိတယ်။အဲ့ဒီမှာမေချောင်းမင်းကဒီမြောင်းမင်းကြီးရဲ့လိန်ညာလိုက်တာကိုယုံကြည်လိုက်ပြီးတော့မြောင်းမင်းကြီးကိုပြန်လိုက်ပုတ်ပေးလိုက်ပြီးတော့မြောင်းမင်းကြီးကိုပြန်ထွက်ခွန်ပေးတယ်ပေါ့။ဒါဆိုမြောင်းမင်းကြီးကအာလောင်းချုံတဲ့နေရာရောက်ပြီးတော့မေချောင်းကိုยีมอไลเตฮ่าๆๆเมชาวแมงกาดีหลอก ဒီလောက်လူမိုက်ကြီးဖြစ်နေတယ်ပေါ့နော်ဆိုပြီးတော့အဲ့ဒါကဖီယန်လောင်းရဲ့ဘဝတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာအမ်ဘေဒူကဘေဒူကဒီလိုပြောပြောမလဲဆိုပါစို့အာတယောက်ယောက်ကဒီလိုလုံးမဲ့ဆိုရင်ဒီဟာကလိမ်မဟုတ်ဘူးလို့ဘေဒူကပြောတယ် ကျွန်တော်ကအဲ့ဒီအခါမှာကျွန်တော်ကအဲ့လိုလုပ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ကအော်ရပါတယ်ဒါ Jensen ကလည်းမပြောဘူးဒါလည်းမဟုတ်ဘူးလို့ပြောမလားမဟုတ်ဘူးလေအော်ဒီ Jensen ကလူလိုင်းဖြစ်နေတယ်လေသူ့မှာနှလုံးသားသူရဲ့ရင်ပတ်မှရှိတဲ့ဟိုတပည့်မှပြရဲမဟုတ်ဘူးလားဆိုပြီးလူလိုင်းပါပဲဟာဒါဆိုဖီယာလောင်ကတခါမှလည်းမပြောဘူးဆိုပြီးတော့ ကျွန်တော်ကဘယ်သူမှမပြောရတော့ဆိုတော့မားလိုက်တာပဲမားလိုက်တာပဲလုံးဝလက်ခံလို့မရဖီယလောင်းကလိန်လိုက်ပြောခဲ့တယ်နော်ဒါဆိုဖီယာလောင်ကလည်းဒါဆိုဖီယာလောင်ကဒီတတာခိုးတာဖောက်ပြန်တာ အေးတောက်တာမကားသေးပဲလိန်တာလည်းလုခဲ့တာရကတော့ရှိစာပေမှတော့ရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုဆိုဒီဒီလန်၅ပါးကို ကျူးလွန်လိုက်တဲ့တတ္တဝါတွေကိုယေရှုဖျားကဘယ်လိုဟောထားလဲဆိုပြီးတော့အပေကြမယ်အဲ့ဒါကြောင့်ဒီလန်၅ပါးကို ကျူးလွန်တဲ့ဖျားလောင်းကအပေကြရတယ်ပေါ့ ဒါပေမဲ့အပဲမှာဖီယားလောင်းကဖီယားလောင်းဖြစ်လို့သူကဘယ်အပဲမျိုးဆိုတော့မကြနိုင်ဘူးဒါဆိုငရေငရေဘဝလည်းမရနိုင်ပါဘူးအဝီစင်ငရေလည်းအဲတရေလည်းမဖြစ်နိုင်ပါဘူးအဝီစင်ငရေလည်းမကြနိုင်ပါဘူးဒါပေမဲ့ကြံတဲ့ငရေခုနခုနစင်အခုနထရောပြီးတော့တရိစံဘဝရောရနိုင်ပါတယ်ဆိုတရိစံဘဝရတဲ့အခါမှာသူရဲ့အရင်ဘဝတွေမှာ ယူမိခဲ့တဲ့အကုသိုလ်တွေအတွက်သူကဆင်းရဲမှုကင်းစားရတာပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီတရိစ္ဆန်ဘဝကိုအမ်ပုပ်ပြီးဆုံးဆန်းတင်ပါတယ်တရိစ္ဆန်ဘဝဆိုတဲ့ဟာအမတန်ကြာလွယ်နိုင်ပါတယ်တကယ်တော့လူတွေကတတဝါတွေကတရိစ္ဆန်ဖြစ်ဖို့အမတန်လွယ်ပါတယ်အမ်အကယ်၍ ်တီလငါဘာမကျူးလွန်ပဲနဲ့လဲတရိစံဖြစ်နိုင်ပါတယ်နော်ဆိုပါစို့မေစာဒိတ်တီအယူမှာဆိုတဲ့ဆုံးသွားတဲ့အခါမှာနောက်ဘဝမရှိဘူးလို့အယူမှားရှိတယ်ဆိုလို့ရှင်တရိစံဘဝရနိုင်ပါတယ်တကယ်တော့အမ်ဖီယလောင်းမှာမေစာဒိတ်တီမရှိနိုင်ပါဘူးဒါပေမဲ့အခုကျွန်တော်ကပြောပြချင်တာကတရိစံဘဝကိုလွယ်လွယ်ကူကူ ရနိုင်ပါတဲ့ဒါပါမှမထူးခြားပါဘူးတရိစ္ဆန်ဘဝကိုရရပြီးရင်အဲ့ဒီတရိစ္ဆန်ဘဝကအပဲအပဲမှာပါတဲ့အတွက်အဲ့ဒီမှာအကျက်ရိုက်သွားတယ်ဘယ်လိုမျိုးအကျက်ရိုက်သွားလဲဆိုပြီးတော့ဘာကြောင့်အဲ့ဒီနေရာမှာကတ်သွားမိလဲဆိုပြီးတော့ယေဆာဖျားကမိန်တော်မူတယ်တကယ်တော့အပဲတစ်ခါကြာသွားမယ်ဆိုလို့ရှိရင် ပြန်လူဘဝနတ်ဘဝရဖို့အမ္မတန်အထူးခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့တရိစ္ဆာန်အနေနဲ့ကုသိုလ်ပြုရတာလည်းခက်ခဲပါတယ်။ဒီလ၅ပါးဆုတ်တရတာလည်းအထူးခက်ခဲပါတယ်။အဲဒါကြောင့်အမ်အဲဒါကြောင့်အမြတ်စွာဘုရားကဖျားမပွင့်တော်မူသည့်ခင်ဖျားလောင်းအနေနဲ့အရင်ဘဝတွေမှာတရိစ္ဆာန်ဘဝတစ်ခါကြာပြီးရင် နောက်ထပ်တစ်ခါနောက်ထပ်တစ်ခါနောက်ထပ်တစ်ခါတရိစ္ဆန်ဘဝရခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့တရိစ္ဆန်ဘဝဒွေမှာလွတ်သွားရတာအထုခစ်ခဲ့တယ်။ဒါဆိုတခါကြာပြီးရင်နောက်ထပ်တစ်ခါကြာမယ်နောက်ထပ်တစ်ခါကြာမယ်နောက်ထပ်တစ်ခါကြာအရာကစဉ်းစားကြည့်ပါတချို့ကထင်တဲ့ဒီဘဝတွေကအမ် မျိုးလိုပဲနော်ဒါဆိုရန်ကုန်သွားမယ်ပြီးတော့မန္တလေးသွားမယ်ပြင်ဦးလွင်သွားမယ်အာပြီးတော့အမ်အာပြီးတော့စကိုင်းသွားမယ်နော်အဲ့လိုတချို့ကထင်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးဘဝတွေကဒီဘုံဘုံဘဝတွေကသူတို့ကအာတချို့က um တချို့ကအဲ့လိုမျိုးလိုနည်းနည်းလေးဆင်ပါတယ်ဒါပေမဲ့အာကျွန်တော်ထင်တယ်အာသူတို့ကကိုဘဝရဲ့ um အတန်အတန်မွေးဟုတ်ကဲ့အတန်မွေးဝမ်းကြောင်းတွေနဲ့ပုံပြီးဆင်ပါတယ်ဒါဆော့ဆော့ပါသောအတခါတလေအလုပ်ကိုလုံးမဲ့ engineer ဖြစ်မဲ့အဲ့လိုဆင်အမှန်ချမ်းသာတယ်ပေါ့ ီးရင်တခါတည်းအလုံးမှသူတို့ကကန်ထုတ်ပေးလိုက်ပြီးတော့ကိုကအဲ့ဒီအလုံးကိုမလုံးနိုင်တော့ဘူးအလုံးမှမရှိတော့ဘူးဒါဆိုဆင်းရဲတယ်ပေါ့ပြီးရင်တခြားအလုံးကိုရမယ်အမတန်ပင်ပန်းမယ်ပေါ့ပြီးရင်အလုံးကိုမရဘဲနဲ့ထောင်းကြမယ်နော်ပြီးရင်ထောင်းကြလိုက်ပြီးတော့အမ်အမတန်ဝမ်းသာအမတန်ကင်ကောင်းတဲ့အတွက်သူကစပန်ဆို့ တထေကြီးဖြည့်ကြွားပြီးတော့ဘာမှလုပ်စရာမလိုဘူးဆိုတော့အဲ့လိုအတန်ဝေးဝမ်းကြောင်းနဲ့အာကျွန်တော်တို့ကဥပမာပြမယ်ဆိုလို့ရှိရင်အပုပ်ပြီးညီးပါတယ်ဒါဆိုဘဝတွေမှာတစ်ခါတလေအများကြီးအများကြီးအလုပ်လုပ်ရမယ်ဆိုပါဆိုလူဘဝအလုပ်လုပ်ရမယ်ဒါမို့တရိစံဘဝတချို့တရိစံဘဝတွေမှာအထူးထူးအလုပ်လုပ်ရမယ်အနိုင်ငယ်ပဲချမ်းသာတယ်ပေါ့ တချို့ဘဝတွေမှာဘာမှလုပ်လို့မရဘူးဆင်းရဲမှုပဲရတယ်ဆိုပါစို့ငရဲကြည့်မယ်ငရဲကြည့်တယ်ဆိုရင်ဆိုပါစို့အထောင်းကြမယ်ဆိုရင်လည်းအဲ့လိုပါပဲအမြဲတမ်းဆင်းရဲမှုပဲရတယ်ဒါမဟုတ်တခါတလေတထေကြီးဖြစ်သွားပြီးတော့အတချို့က company ကြီး အာတီထောင်းလိုက်ပြီးတော့သူတို့မှဘာမှသိလှုပ်ရှားမရှိပဲနဲ့ပိုက်ဆံအများကြီးရတယ်အဲ့ဒါနတ်ပြည်ပြမပြည်နဲ့ပုတ်ပြီးဆင်းပါတယ်အဲ့လိုဆိုအာကျွန်တော်တို့ကဒီဘဝတွေမှာတချို့ဘဝတွေမှာအကျက်ရိုက်သွားပြီးတော့ဘာမှလုပ်လို့မရဘူးစပါဆိုထောင်းထောင်းကြပြီးတော့ဒါမှမဟုတ်အာစစ်စစ်ပွဲမှာအာ ကိုကရှုံးသွားမယ်ဆိုလို့ရှိရင်သူကစစ်ပွဲထောင်းကြမယ်ပေါ့ဒါဆိုအဲ့လိုအခြေအနေတွေမှာတော်တော်ဆင်းရဲမယ်ဘာမှလုပ်လို့မရဘူးဘယ်နေရာမှသွားလို့မရအဲ့ဒီမှာပဲထပ်ထားနေမယ်ပေါ့အဲ့လိုလဲတရိစံဘဝတစ်ခါရသွားမယ်ဆိုလို့ရှိရင် အဲ့ဒီမှာထောင်းကြတယ်လို့ပဲဒါဆိုတရိစံဘဝတစ်ခုရမယ်ပြီးရင်နောက်ထပ်ဘဝပြီးတော့နောက်နောက်ထပ်ဘဝနောက်ထပ်ဘဝကျတော့တရိစံဘဝအများကြီးအများကြီးနဲ့နေရတယ်။ဘာမှအမှားသိမပြုတ်ခဲ့ပြီမယ်မပြုတ်ခဲ့ပြီမယ်ဘာမှထူးထူးခြားခြားအကြောင်းလဲမရှိပြီမယ်တရိစံဖြစ်တဲ့အတွက်နောက်ထနောက်ထနောက်ထတရိစံနောက်ထဖြစ်ရသေးတယ်။အဲဒါကြောင့်ဖီယာလောင်ကသူကတရိစံ အာတရိစံတခါဖြစ်သွားပြီးရင်နောက်ထနောက်ထတရိစံအာဖြစ်မိသေးတယ်ပေါ့တကယ်တော့အာထူးထူးခြားခြားအမှားကြီးတစ်ခုကြောင့်တရိစံဘဝပေါင်း900ထောင်ရတာမဟုတ်ပေမဲ့ဒီလောကရဲ့တဘာဝတရားဟာတရိစံဘဝဟာ ထောင်းကြတယ်လို့ပါပဲဖြစ်တဲ့အတွက်တရိစံဘဝများများရခဲ့ပါတယ်အဲ့တော့အဲ့ဒီတရိစံဘဝတွေအများကြီးရတဲ့အတွက် အဲ့ဒီ dairy sample ဘောတွေမှာတစ်ခါတလေအာပိုပြီးအာမြင်မြတ်မှာပေါ့ပိုပြီးအမ်မမြင်မြတ်ဘူးပေါ့ဆိုများတော့လေအဲ့ဒီမှာဒီဖြစ်နိုင်ခြေတွေလည်းပြီးတော့များသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတင်နေတဲ့ယေဆွာဖျားရဲ့ဘဝပေါင်း 949ခု949ပုဒ်ကိုအာတကယ်တော့မြတ်စွာဘုရားကကျွန်တော်တို့ရဲ့တူတက်မှုအတွက်တောင်းမြတ်စွာဘုရားရဲ့ပရိသတ်ရဲ့တူတက်မှုအတွက်မြတ်စွာဘုရားကဒေသချာချာယူထားလိုက်ပြီးတော့အကျိုးရှိမလို့ဟောတာပါတယ်။ဒါပေမဲ့အာကျွန်တော်တို့ကဖီယာလောင်းရဲ့အမ်ဘဝအကောင်လုံးကိုသိတာမဟုတ်ဘူးပေါ့။နော်အများကြီးမသိရတာ။ အဲ့ဒါကြောင့်တခါတလေဇတ်တော်တွေဖတ်တဲ့အခါမှာတော်တော်ထူးဆန်းတယ်နော်တော်တော်ထူးဆန်းတယ်နော်ဆိုပြီးတော့ထူးဆန်းလို့ဟောထားတာထူးဆန်းလို့ဒါလေးရွေးထားလိုက်ပြီးတော့ဟောထားတယ်ဒါပေမဲ့မထူးဆန်းတာတွေအများကြီးအများကြီးရှိမယ်နော်တန်းနဲ့ချီပြီးရှိမယ်ဟောဒီမှာထားနည်းနည်းလေးရှင်းပြပေးမယ်မြတ်စွာဘုရားရဲ့ ဖီယန်လောင်ဘဝတွေနဲ့ပတ်သက်တဲ့အမ်အပြည့်အပြည့်တွေကိုဒါမှမဟုတ်ဇတ်တော်တွေကိုကျွန်တော်တို့ကအာရေတွက်မယ်ဆိုလို့ရှိရင်စုစုပေါင်း940 9ချက်ပဲရှိပါတယ်เนาะ950ကျွန်တော်တို့မှမရှိပါဘူးတချို့ပညာရှင်တွေကတော့950ရှိခဲ့ပါတယ်လို့တော့တော်တော်ယုံကြည်ပါတယ်ဒါပေမဲ့အဲ့ဒီကျန်တဲ့အာဇတ်တော်3ချက်ကိုနာမီလဲ အာတချို့သူတွေတနာပညာရှင်တွေကပြောနိုင်ပေမဲ့ကျွန်တော်တို့မှာအရိဇတ်တော်တွေမရှိတော့ပါဘူး။အာပြီးတော့တခြားဇတ်တော်တွေလည်းရှိသေးတယ်တော်တော်များများရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီဟာကတော့သင်္ကာယနာပထမသင်္ကာယနာဒုတိယသင်္ကာယနာဆိုတာဖြင့်တွေမှာဇတ်တော်အဖြစ်လက်မခံထားပါဘူး။ 也就是键马上写。